တင်နာသားများအလုံးမင်္ဂလာပါကျွန်တော်တို့မူလရှိတဲ့နော်ဘလူးယူမှာပါတဲ့မူလအတောင်ဖျောက်ပြီးတော့ကျွန်တော်တို့ရဲ့အတန်ပြန်ပြီးတော့ထည့်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကထုံးစံတိုင်းကျွန်တော်တို့ new blog ချုပ်နှိပ်ပြီးတော့ကျွန်တော်တို့လုပ်မဲ့ဗီဒီယိုတစ်ခုကိုကျွန်တော်ယူလိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘလူးမျိုးလဲဆိုတော့ကျွန်တော်တို့ broker လေပေါ့နော်အခီးတော့ broker ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ food blogger ပဲဖြစ်ဖြစ်ပေါ့နော်အာကျွန်တော်တို့အတန်ပြင်လို့အစီအမံပြည်တဲ့နေရာတွေမှာကျွန်တော်တို့ဗီဒီယိုလေးတွေရိုက်ပြီးတော့ပြီးမှကျွန်တော်တို့ကကျွန်တော်တို့အတန်နဲ့ပြန်ထည့်ပြီးတော့ပြန်ပြီး create ပြန်လုပ်တာ เนาะဒါမျိုးဒါမှမဟုတ်ဘူးကျွန်တော်တို့ကတခြား video တခုကိုကျွန်တော်တို့ contact creator ပေါ့เนาะကျွန်တော်တခြား video တခုယူသုံးတယ်ပြီးမှကျွန်တော်တို့ကအတန်အတွင်းနဲ့ကိုယ့်ရဲ့အတန်ကိုအတွင်းနဲ့အတွင်းပြီးမှကျွန်တော်ပြန်ပြီးတော့အဲ့လိုဒီ creator ပြန်လောက်ထားတာပေါ့เนาะ brief ပြန်လောက်ထားတယ်ပေါ့เนาะအဲ့လိုမျိုးပုံစံတွေမှာကျွန်တော်တို့တုံးလို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်အထုံးစံအတိုင်းကျွန်တော်တို့ video ကို framework site အရင်ဆုံးချိုးလိုက်မှာပေါ့เนาะအဲ့တော့ကျွန်တော် transform လုပ်နိုင်မယ် transform လုပ်ပြီးတော့ resize လုပ်နိုင်မယ် ပြီးရင်တော့ကျွန်တော်တို့ကမလို့ရှိုးပေါင်းထည့်လိုက်မယ်။ပြီးရင်တော့ကိုလိုချင်တဲ့ position တိုင်းကိုကျွန်တော်တို့လက်ရောက်ချိန်ပြီးတော့ကိုလိုချင်တာလေးချသွားပြီဆိုရင်တော့ position ချသွားပြီဆိုရင်တော့ကျွန်တော်တို့ကအမှန်ချစ်ပြီးမယ်။ပြီးရလို့ဆိုရင်အနောက်ပြန်ဆုပ်ပြီးတော့ကျွန်တော်တို့ဘယ်လိုနှိမ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ SP ratio ဆိုတာလေးနှိမ်မယ်ပြီးရောမရှိုးပေါင်းနှိမ်မယ်ပြီးရင်တော့မှန်ချစ်ပြီးမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ video လေးပေါ့နော်။ ကျွန်တော်ရဲ့အကျွန်တော်ရိုက်ခဲ့တဲ့ဒီ vlog လေးပေါ့နော်အဲ့ဒါအမှကျွန်တော်တို့ကပြန်ပြီးတော့ဒီကိုယ့်ရဲ့အတန်ပြန်သွင်းပေါ့နော်အတန်ပြန်သွင်းမယ်ဆိုတော့ကျွန်တော်ကဒီအတန်အရင်ဆုံးဖြောက်ရမယ်အဲ့တော့ဒီမူလဗီဒီယိုမှာကိုရိုက်ခဲ့တဲ့ဗီဒီယိုမှာပါတဲ့အတန်ကိုကျွန်တော်အရင်ဆုံးဖြောက်မယ်အဲ့တော့ကျွန်တော်ဒီမှာဖြောက်ထားတာခုနကနော်ဖြောက်ထားပြီးွားလို့ပြန်ပြီးတော့ဖြောက်မှာနော်အဲ့တော့အကောင်လေးကိုဆက်လက်ပြီးမယ်ဆက်လက်ပြီးပြီးရရင်တော့ကျွန်တော်ဘဲဘက်ချောင်းကိုဆွဲလိုက်မယ်ပြင်ပေါ်လူကိုနှိပ်မယ်ဒါတို့ကျွန်တော်ရိုက်ခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့တော့ကျွန်တော်အတန်ဖြောက်မှာဖြစ်နေတဲ့အတွက် အတန်ကိုကျွန်တော်တို့နောက်ဆုံးအထိရှော့ချလိုက်မှာဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်စပီကာမှာလည်းသူအမြောက်လေးပြသွားပြီပေါ့နော်အတန်မရှိတော့ဘူးပြီးရင်တော့ကျွန်တော်အမှန်ချစ်ပေးမယ်ပြီးရင်တော့ကျွန်တော်ကကိုယ့်ရဲ့အတန်ထဲမှာဖြစ်နေတဲ့အတွက်ကိုယ့်ရဲ့အတန်ထဲမှာဖြစ်နေတဲ့အတွက်ကျွန်တော်ပြေလို့သွားအောင်လဲဆိုတော့ကျွန်တော်တို့ဒီ video file တော့ဆက်လက်မပြီးတော့ဘူးเนาะကျွန်တော်ပုံမှန်လေးပြန်ထားပြီးတော့ audio ဆိုတာကိုကျွန်တော်နှိပ်မယ် ပြီးရင်တော့ဒီမှာ sound ရှိမယ် brand music ရှိမယ် copyright software ပေါ့နော်ဒီအများကြီးရှိမယ်အဲ့တော့ကျွန်တော်ကိုယ့်အကူအတန်သွင်းမယ်ဆိုလို့ရှိရင်အာကျွန်တော်တိုက်ရိုက်ပြင်မယ်ပေါ့နော်ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ဒီမှာတိုက်ရိုက်ပြင်မယ်ဆိုတော့ copy နေမယ်ပြီးရင်တော့ဒီမှာဒီရေးထားတယ်ပေါ့နော် go to record ပေါ့နော်ကျွန်တော်ဒီ record ဆိုတဲ့အပြားလေးကိုနှိပ်ပြီးတော့ကျွန်တော်အတန်သွင်းလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျတို့ဒါဆိုလို့ရှိရင်သူသွားနေပြီပေါ့နော်ဒီမှာ1နှစ်3 ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ဟိုအတန်သွင်းရလို့ရတယ်ပေါ့နော်ပြီးရင်တော့ဒီမှာတော့ကျွန်တော် record ခဏခဏဖြစ်နေတော့ကျွန်တော်အတန်မသွင်းပြတော့ပေါ့နော်ပြီးရင်တော့ကျွန်တော်အမှန်ချင်းနေမယ်ပေါ့နော်တတိတိပြနေလိုက်ပြီးအမှန်ချင်းနေမယ်နော်ကျွန်တော်ဒီမှာမလောက်တာဖြစ်နေတော့ကျွန်တော် delete လုပ်နေတာပြီးရင်တော့ပြန်စုပ်မယ်ပြီးရင်တော့အာ h star ဟိုကျွန်တော် h star ကိုနှိပ်မယ်ပေါ့နော်ဒီမှာ find ပုံစံလေးနဲ့ h star ကိုနှိပ်မယ်အဲ့ရင်တော့ဒါကတော့ကျွန်တော်တို့အတန်ပြန်သွင်းတဲ့အခါမှာကျွန်တော်တို့က record ဒီတက်မဟုတ်ဘဲနဲ့ကျွန်တော် camera နဲ့ record ဖိုင်ကိုပြန်သွင်းလာနေဆိုရင်တော့ ကျွန်တော်ဒီမှာဗီဒီယိုဖိုင်တွေ့ရမှာပေါ့နော်အဲဒီမှာကိုယ့်ရဲ့အတန်ကိုအတန်တစ်ခုပေါ့နော်ကိုအတန်ပါတဲ့ဟာမျိုးကိုကျွန်တော်ယူသုံးလိုက်ပေါ့ဒါပါကျွန်တော်ဒီကောင်လေးပဲယူသုံးလိုက်တယ်ပေါ့ယူလို့ရှိရင်တော့ကျွန်တော်အဲ HDR အ Audio ပေါ့နော်ဒီအတန်လေးပဲကျွန်တော်အတန်ပဲကျွန်တော်ယူပါလိုက်တယ်အဲ့တော့ဒါကတော့ကျွန်တော် record ဖမ်းတဲ့အခါမှာအာကျွန်တော်တို့ကင်မရာကြီးနဲ့ဖမ်းလိုက်ပေါ့နော်ကျွန်တော် record ဒီတက်မဟုတ်ပဲねကျွန်တော်တို့ကင်မရာနဲ့ဗီဒီယိုရိုက်တဲ့ပုံစံမျိုးဖမ်းလိုက်ဆိုရင်တော့အဲ့ဒီအတန်ကိုကျွန်တော်ယူသွားတာပေါ့နော် ဲ့တော့ဒီတောင်လည်းကျွန်တော်ကမြှင့်လို့ရတယ်ပေါ့နော်မြှင့်လို့ရတယ်အဲ့တော့ဘောလူကိုနှိပ်ပြီးတော့ကျွန်တော်တို့အတန်ကိုကိုလိုလိုအနှိမ့်မြှင့်လို့ရမှာပေါ့နော်အလိုရှော့လို့ရမှာပြန်တော့ကျွန်တော်အမှတ်ချပေးလိုက်မယ်အဲအဲ့လိုမဟုတ်ပဲねကျွန်တော်ကဒလိပြန်လိုက်မယ်နော်အဲ့လိုမဟုတ်ပဲねကျွန်တော်တို့ကဒီအတန်ကြီးပဲကျွန်တော်တို့လုံးဝ record ခံရတဲ့သူတွေဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဖုန်းထဲမှာ ော်တို့ recording နဲ့ပေါ့နော် recording software ပဲဖြစ်ရဲ့ဒါမှမဟုတ်ဘူးကျွန်တော်တို့ဖုန်းမှာပါတဲ့မူရင်း record နဲ့ပဲဖြစ်အဲကျွန်တော်တို့ဖမ်းရတဲ့ဆိုရင်တော့အဲကျွန်တော်တို့ကဒီ audio နှိပ်မယ်နှိပ်ပြီးရတဲ့လို့ဆိုရင်တော့ဘယ်လိုနှိပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ sound ဆိုတော့နှိပ်မယ်ဆောင်းနေလိုက်တဲ့အခါမှာကျွန်တော်ဒီလိုမျိုးဆိုရင်တော့ဒါကတော့ဒီတက်ကတ်ထဲမှာပါတဲ့ เนาะကျွန်တော်တို့ sound effect တွေပေါ့နော်ပြောရစီလို့ရှိရင်เนาะဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ fine ပုံလေးရှိမယ် fine ပုံလေးတစ်ချက်နိုင်မယ်ပြောရစီလို့ရှိရင်เนาะကျွန်တော်တို့ကဒီမှာကျွန်တော် device ပေါ့နော်ကိုယ့် device ထဲမှာရှိတဲ့အတန်ယူပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထဲမှာကိုယ့်ရဲ့အတန်သွင်းတာနဲ့အတန် fine ကိုကျွန်တော်တို့နာမည်ပေးထားမယ်နော်အဲ့တော့ကျွန်တော်က AA ဆိုလဲ AB ဆိုလဲပြီးကျွန်တော်နာမည်ပေးထားပြီးတော့ဖိုင်နာမည်ပေးထားပြီးတော့ကျွန်တော် AA ဆိုပြီးတော့ရိုက်လိုက်လေဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်သွင်းလာတဲ့ အခုဆိုပါဆိုတော့ကျွန်တော်ရိုက်လိုက်ပြီပေါ့နော်ရိုက်လိုက်ဆိုကိုအတန်သွင်းလာတယ်ပေါ့နော်ဒီလိုမျိုးပေါ့အဲ့လိုမျိုးဟာလေးဒီအတန်လေး record လုပ်ထားတဲ့ဟာလေးဒီအတန်လေးပေါ်လာပေါ့နော်အဲ့ဒီမှာကျွန်တော်ကအပေါင်းဆိုတဲ့ကောင်းလေးနှိပ်လိုက်ဒါကတော့ကျွန်တော်သွင်းလာတဲ့ဟာမဟုတ်ဘူးပေါ့နော်သွင်းလာတာမရှိလို့နော်သွင်းလာရှိရကျွန်တော်အပေါင်းနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ပြန်ရောက်သွားမလဲဆိုတော့ဒီအောက်ကိုကျွန်တော်အတန်ဖိုင်ရောက်လာမှာပေါ့နော်ဒီလိုမျိုးပေါ့နော်ကျွန်တော်အတန်ဖိုင်ရောက်လာမှာဒါဆိုကျွန်တော်တစ်ချက်တော့နှိပ်ကြည့် ဝေးဒါဆိုစင်တော့ကျွန်တော်ဒီကိုယ်ကဒီဗီဒီယိုတစ်ပုတ်မှာကျွန်တော်မူရင်းအတန်ကိုဖျောက်ပြီးတော့ကျွန်တော်ရဲ့အတန်ကိုကျွန်တော်ပြန်ထည့်တာပေါ့နော်အဲ့ဒီအမှကျွန်တော်တို့ကဘာလို့ရလဲဆိုတော့အတန်ကိုကျွန်တော်တို့ဒီ audio effect ပေါ့နော် now five effect ပြန်ချိန်လို့ရတယ်ကိုယ့်ရဲ့အတန်ကအဆင်မပြေနေဘူးဆိုလို့ရှိရင်အဲ့ဒီမှာမှကိုကြိုက်တဲ့အတန်ကိုကျွန်တော်တို့ဒီ five effect ပြန်ထည့်လို့ရတယ်ပေါ့နော် နော်ပြောအနေမြတ်ပိုင်းမြတ်ဆိုအဲ့လိုပြန်လုပ်ရမယ်ပြောသလိုဆိုရင်တော့ဒါကတော့နောက်တစ်ခုကကျတို့ကအာ white changer ပေါ့နော် white changer မှာလဲကိုယ့်ရဲ့အတန်ကိုအသေးနေဆိုရင်ကြီးတော့လို့လို့ရသလိုကြီးနေဆိုရင်အတန်သေးတော့လို့အတန်မကောင်းရင်ကောင်းအောင်လုပ်ရတာပေါ့နော်ကျတို့အဖာလေးလေးထည့်လို့ရမယ်ပြောရစရင်ဒါ speed to sound ပေါ့နော်ကျတို့ရဲ့အတန်ကိုနှေးနေဆိုရင်ကျတို့မြန်အောင်လုပ်လို့ရပေါ့နော် speed မြန်အောင်လုပ်ပါဦးကျတို့လုပ်လို့ရမယ်အဲ့တော့ ပုံမှန်တော့ကျော်ဒါတွေကတိတ်ပြီးတော့တော့ကြာမလို့ဘူးပေါ့နော်ကိုယ့်ရဲ့အတန်ကိုဖြတ်တဲ့သူတွေပဲဒီဟာတွေကတော့တုံးတော့ပေါ့ပြီးရင်တော့မှတ်ချစ်ပေးလိုက်မယ်ပြီးရင်တော့ကျွန်တော် export ဆိုတာကိုနှိပ်မယ်ပေါ့နော် export ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ဗီဒီယိုကိုကျွန်တော်ရဲ့ဒီ device ပေါ့နော်ကျွန်တော် gallery တွေကိုကျွန်တော်တို့စေးလိုက်တယ်ပေါ့နော် export ထုတ်လိုက်တယ်ပြီးလို့ရှိရင်တော့ဒါကျွန်တော် Facebook YouTube ပေါ့တင်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တင်ခါသာမှာထပ်ပြီးတော့ကြည့်ကြမှာပေါ့